ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီကနေ့တော့ကျွန်တော်ကျွန်တော်မှရှိတဲ့ဒီရဲ့ rolling ကထုတ်တဲ့ go mix pro အဲဒီကောင်လေးကိုကျွန်တော် review လုပ်ပြချက်ပါတယ်ဒီကောင်လေးကဆိုရှင်သူက2018ခုနှစ်မှာသူကစပြီးတော့သူကထုတ်ခဲ့တာပေါ့နော်ထုတ်တုန်းကတော့သူက2018ခုနှစ်မှာသူကဒီ pro version နဲ့ yoyo version နဲ့နှစ်ခုဆိုပြီးထွက်တယ်ဒီ pro version နဲ့ကတော့ကျွန်တော်တို့ singapore dollar 250ကျွန်တော်သူကကြာတင်ပြီးတော့ yoyo version ကတော့သူက100 30လား140လားမသိကျွန်တော်သိချာတော့မမမီပေါ့နော်အဲ့လိုမျိုးကြာတင်တာပေါ့ဒါပေမဲ့ဒီရဲ့ provision ဟိုသူက2021မှာအထီးပဲသူကထုတ်တယ်2021အထီးပဲထုတ်ပြီး2021နောက်ပိုင်းမှာကျတော့သူကဟိုပေါ့ discontinue ဖြစ်သွားတာပေါ့နော် discontinue ဖြစ်သွားပြီးရခါကျတော့ဒီရဲ့ pro အစား pro x ပေါ့နော်ချက်ချင်က x အဲ့ version ကသူကဝင်လာတယ်ဝင်လာပြီးတဲ့ခါကျတော့သူကဘာပုံကောင်းလဲဆိုတော့သူကအယောင်ပေါ့နော်အယောင်ပြောင်းသွားတယ်အယောင်အနှစ်ယောင်ဖြစ်သွားတယ်အဲ့အပြင်သူက function ကလည်းသူက2မျိုးလောက်တာလာတယ်။အဲ့ထဲမှာမှသူကဈေးနှုန်းကကြတော့လေသူကဒေါ်လာ30လောက်သက်တာပါ။၂20လောက်ပဲကြတော့ပေါ့နော်။အဲ့ Pro X version ကအဲ့တော့သူကဟိုအားလုံး win win ပဲပေါ့နော်။ပြောရရင်တော့ function နဲ့ပိုလာတယ်။ဈေးတဲ့သက်တာပါလေ။ Okay ။ဟိုကြည့်နိုင်တော့လေပုံစံရဆိုတော့သူက90%လောက်ကတော့အတူတူပဲဖြစ်နေပါတော့။ဒါပေမဲ့ကျွန်တော်မှတော့ဒီရဲ့ဟိုပါပဲ Pro version ပဲရှိရပါတော့။ Pro X version ပဲရှိတဲ့ကြောင့်ဒီ Pro version လေးကိုပဲကျွန်တော်ပြောပြပြီးသွားပါမယ်။ ဒီရဲ့ mixer ကတော့ဒီလိုမျိုးပေါ့သူကတော့ဟို go mixer ကတော့သူက portable mixer ပေါ့သူက smartphone နဲ့ tablet တို့နဲ့တွဲသုံးရတဲ့ဟာပေါ့ဒီလိုမျိုး smartphone နဲ့သူကအဓိကတွဲသုံးမယ်အဲကျွန်တော်ဒီအဓိကတော့သူက smartphone camera နဲ့ကျွန်တော်ရိုက်တဲ့အချိန်မှာသူကဒီ mixer အတန်းဒီ camera app တွေကိုသူကသွင်းပေးတဲ့ခါကျတော့ကျွန်တော်တို့ live တွင်ပဲဖြစ်ဖြစ်ဒါမှမဟုတ် pre record လုပ်တာပေါ့နော်ကျွန်တော်တို့တခြင်းအဓိကတော့ကျွန်တော်ဒီ cover တခြင်းလားအုံကျွန်းနေလားပေါ့နော်ဒါတွေကိုတီးခတ်ပြီးတော့အတန်းဖမ်းတဲ့ခါမှာသူက အတန်ရည်သွေးကောင်းတဲ့ဟာကိုသူကရရှိတာပေါ့နော်အဲဒီကောင်နဲ့ connect လုပ်ပြီးဒါပေမဲ့ဒီ camera နဲ့မှမဟုတ်ဘူးဒီကျွန်တော်တို့ recording app တခုခုပေါ့မာဒီ iOS တွေမှာဆိုရင်တော့ garage band ပေါ့နော်ဒါမှမဟုတ်ရင်လည်းသူ့ရဲ့ရိုးရိုးပါတဲ့ဟိုကျွန်တော်တို့ recording app တခုတွေမှာလည်းသူကအတန်ဖမ်းထားလို့ရတယ် အဲ့ဒါခါကျတော့ကျွန်တော်တို့မှတငယ်ချင်းနဲ့စူတီမယ်ဗီဒီယိုရဲ့ channel ပဲဖြစ်ဖြစ်ဗီဒီယိုရဲ့ channel နဲ့အတန်ကြီးပဲဖန်ထားခြင်းနဲ့ဆိုတော့ဖန်ထားလို့ရရှင်ကျွန်တော် quality ကောင်းမွန်တဲ့အတန်တွေကိုသူကရတာပေါ့နော်ကျွန်တော်ဒီ Android တွေမှာဆိုရှင်နဲ့အလားတူပေါ့ garage band မဟုတ်ပေမဲ့လို့တခြားအလားတူ software တွေမှာအတန်သွင်းလို့ရမှာပေါ့နော်ပြီးရင်သူက camera ဆိုလည်းအဲ့လိုပဲပေါ့ကျွန်တော်ဒီ camera app နဲ့သူချိတ်ဆက်လို့ရမှာပေါ့သူသူမှတော့သူတို့ဒီလိုမျိုးကျိုးရတော့၃မျိုးပေါ့သူကဟို lightning ကောင်းရယ် type c ကောင်းရယ်ပြီးတော့ android ကောင်းပေါ့ android ကောင်းဆိုတော့ကျွန်တော် micro usb ပေါ့နော် ် micro usb ကောင်ပေါ်တော့၃မျိုးလာတယ်။ okay ဒီကောင်လေးကိုကျွန်တော်အဲ့ဆိုရှင်အနီးကလေးရိုက်ပြပြီးတော့ဘယ်လို function တွေပါတယ်ဆိုတာလေးကိုသိအောင်လို့ကျွန်တော် share season ပေးပါမယ်เนาะကျွန်တော်ရှင်းပြပေးမယ်။ okay ကျွန်တော်ပြန်လာခဲ့ပါမယ်။ okay အခုဆိုရင်ဒီ Go Mixer Pro မှာပါတဲ့ချက်ပေါက်တွေကိုတစ်ချက်ရှင်းပြပေးပါမယ်เนาะ။အဲ့ဒါသူ့ရဲ့ညာဘက်ကိုရင်ကြည့်မယ်။သူ့ရဲ့ညာဘက်မှာဒီမှာ mic အတွက်သွားเนาะ combo jack တစ်ခုပါမယ်။ဒါလို့ရှင် guitar နဲ့ bass အတွက်သူက quarter inch တပေါက်ပါမယ်ပြီးလို့ရှိရင် plug and mic အတွက်8 inch ပေါ့နော်3.5 mm ဆက်ပေါက်တပေါက်ပါမယ်ပြီးလို့ရှိရင် fan and power on off switch ပါမယ်ဒီ combo jack ကတော့သူကခုနလိုအစုံပေါ့8 inch နဲ့8 inch မဟုတ်ဘူးဒီ quarter inch နဲ့ရမယ် XLR နဲ့ရမယ်ပေါ့နော်နှစ်မျိုးလုံးရမယ်အဲ့တော့တော့ mic အတွက်ဆိုပေမဲ့လို့လည်းသူ့ကိုခုနေ guitar တွေပါလေ join ပြီးတော့လည်းတုံးညံတုံးရ။ပြီးရင်သူ့ output ကိုကြည့်မယ်။သူ့ output မှာတော့ line in about ပါမယ် line ကတော့အပြင် audio source ပေါ့တယ်လီဖုန်းပဲဖြစ်ရင်ဖြစ်မယ် chart mixer နောက်တစ်ခုလည်းဖြစ်ရင်ဖြစ်မယ်အဲ့ဒါနေ triangle အတွက် line နှစ်ခုပေါ့ line နှစ်ခုမှာ1နဲ့2မှာသူက1ကကြတော့သူကဟို center cancel ပါမယ်နော် center cancel ဆိုတော့သူကဟိုလူတန်းဖြောက်ပေးတာပေါ့အခုနေကွာဒီ line in 1မှာအပြင်ကတယ်လီဖုန်းမှာ youtube ဖွင့်မယ်ဖွင့်ပြီးတော့ line in 1နဲ့ဝင်ပြီးတော့ center cancel သုံးလိုက်မယ်ဆိုရှင်သူကလူတန်းဖြောက်ပေးမှာပေါ့နော် karaoke ဆိုလို့ရတာပေါ့ပြောလို့ရှင်တော့ဒီရဲ့ line in နေရာတော့အကုန်လုံးသူက 8 inch တွေပဲပေါ့နော်3.5 mm တွေပဲပြီးရင်ဒီကော loop back on off switch ပါမယ်ပြီးရင်ဒီမှာ monitor out ပါမယ် monitor out ကတော့သူကနှစ်ချက်ထည့်ပြီးတော့အသုံးပြုအမှန်တော့ဒါ line out ပဲပေါ့နော် line out ဆိုတော့နှစ်ချက်နဲ့ join ပြီးတော့နှစ်ချက်နဲ့နားထောင်ပါလားအဲဒါမှမဟုတ်ရှင်လည်းနောက်ထပ် end လုံးကို join ပြီးတော့ဟိုကဟိုပေါ့ဟိုဟို m ကနေပြီးတော့ pa system ကို join လို့ရတယ်ပေါ့အကယ်၍အဲဒီကနေပြီးတော့ပဲသူက line out ကနေပြီးတော့ပဲ m ကနောက်ထပ် monitor ကိုပေါ့ join နေတယ်ဆိုလို့ရှင်တော့ လိုမျိုး adapter လေးပေါ့အဲဒီလိုမျိုးအတန်းနှစ်ခုခွဲပေးတဲ့နှစ်လိုင်းခွဲပေးတဲ့ adapter လေးခံသုံးလို့ရတယ်သူကတော့ TR TRS ဖြစ်ဖို့တော့လိုတာပေါ့နော်သူက TRS ဆိုရှင်တော့သူကမရဘူးဒီကောင် T TRS နဲ့သူကဒါမျိုး adapter နဲ့ခံပြီးတော့ဒီမှာတစ်လိုင်းက monitor ကိုသွားမယ်တစ်လိုင်းကတော့ copy system ကိုသွားမယ်လို့လည်းသူကသုံးလို့ရတာပေါ့နော် Okay ပြီးလို့ရှိရင်ဒီ loop back ကကြာတော့သွားပါလောက်တာလဲဆိုတော့ loop back ကကြာတော့ခုနေကိုဒီရဲ့ mixer အစောနာပြောသူပဲသူကတယ်လီဖုန်းနဲ့ရိုက်ပြီးတဲ့ခါကျတော့ကိုကဟိုတယ်လီဖုန်းနဲ့ join ပြီးတော့သူကရိုက်ဖို့အတွက်အဓိကထုတ်ထားတယ်သူကဟို mixer ကိုအဲ့တော့အကိုခုနေဒီကောင်တယ်လီဖုန်းနဲ့ join မယ်ကို ဗီဒီယိုရိုက်မယ်ရိုက်တဲ့ခါမှာကိုက backing track ကိုပေါ့ backing track ကိုကိုကနောက်ထပ်ဖုန်းတစ်လုံးကနေပြီးတော့ဒီပုံမှန်ဆိုလို့ရှိရင်တော့ဒီ line in ကနေနောက်ထပ်ဖုန်းတစ်လုံးကနေ backing track ကိုပေးတဲ့ခါမှာကိုကပေးဖို့အတွက်ဖုန်းနောက်တစ်လုံးမရှိခဲ့ဘူးဆိုလို့ရှိရင်ကိုကဒီဖုန်းထဲမှာပဲဒီအခုကိုဗီဒီယိုရိုက်မယ်ပုံပေါ့ဖုန်းထဲမှာပဲကိုနေ YouTube ဖြစ်စေ YouTube ဆိုတော့ YouTube Premium ဖြစ်ဖို့လိုတာပေါ့နော် YouTube ဖြစ်စေတခြား application တစ်ခုပေါ့ flow 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 ပေါ့နော် flow music တို့ဘာလို့ကနေပြီးတဲ့ခါကျတော့ ဖွင့်ပြီးတဲ့ခါကျတော့ back in track နေနဲ့ဖွင့်ထားမယ်ပြီးတော့မှကင်မရာရိုက်ပြီးတဲ့ခါကျတော့ကိုကသိမယ်ဆိုရင် do loop back switch ကို on ထားလို့ရှိရင်အဲ့ရဲ့ flow music ဒါမှမဟုတ် YouTube ပေါ့နော်ဒီရဲ့ YouTube ကအတန်ပေါ့အတန်ကတော့ဒီကိုရိုက်တဲ့ video ထဲမှာပါပါပါပေါ့နော်အဲ့တော့ back in track နေနဲ့သုံးလို့ရတာပေါ့ဒါအဲ့အာတော်တော်လေးမိုက်တဲ့ function ပဲပေါ့နော်ပြီးရင် तू ရဲ့ bell back ကိုကြည့်မယ် तू ရဲ့ bell back ကကြတော့ तू က ကောင်းပါပေါ့ left right သူက stereo ပေါ့ stereo input jack သူက stereo line in သူကပါတယ်သွားတော့ခုနလို quarter inch ပဲ quarter inch line in ဒါပေမဲ့သူက stereo ပေါ့နော် stereo ဖြစ်တဲ့ကြောင့်ဒီကောင်း kb drive မလားဒါမှမဟုတ်ရှင် bedroom drive မလား join လို့ရတာပေါ့နော်အဲအဲ့ဒီပြင်ဒီကောင်မိုနိုနေနဲ့တုံးကျင်နေဆိုရှင်တော့ဒီကောင် left ထဲမှာထည့်ပြီးတဲ့ခါကျတော့မိုနိုနေနဲ့တုံးလို့ရတယ်မကဲမိုနိုနေနဲ့တုံးမဲ့ဟာကို right မှာလာထိုးလို့ရမြား right မှာထိုးရင်တော့အတန်းတစ်ဖက်ပဲကြာမှာပေါ့နော်အဲ့တော့မိုနိုနေနဲ့တုံးမဲ့ဆိုတော့ left မှာပဲတုံးဖို့လိုတယ်ပေါ့နော်ကိုကခုနေ guitar နောက်တစ်လုံးပေါ့ join ကျင်နေဆိုရင် join လို့ရတယ်ဒါပေမဲ့ left မှာထိုးနော် base တဲ့ရတယ် app မှာထိုး Okay ဒီကောင်က battery compartment ဒီ battery compartment ကတော့အခုနေကွာဒီရဲ့ mixer ရဲ့သဘောကသူက ခုနလိုပေါ့နော်သူဖုန်းနဲ့ join လိုက်တာနဲ့သူကဒီဖုန်းကပါပါ哦ဒီ mixer ယူသုံးတယ်ဖုန်းနဲ့ tablet တို့ကပါပါ哦ဒီ mixer ယူသုံးတာပေါ့နော်အဲဒါပေမဲ့လို့ကိုကဒီဖုန်းနဲ့ tablet နဲ့မ join ကိုကခုနလို PA system ကိုပဲသွားပြီးတော့ကိုကတုံးနေတာဗီဒီယိုရိုက်မှာမဟုတ်ဘူးပေါ့ဗျာဗီဒီယိုမရဘူးကိုကလည်းကို mixer အနေနဲ့ပဲတုံးနေတယ်ဆိုရှင်ဒီထဲကို battery ထည့်မယ်ဒီ battery compartment နဲ့ပေါ့နော်ဆက်ဖွက်ပြမယ်နော် battery compartment နဲ့ battery ထည့်ပြီးတော့ခါကြဒီမှာ on off switch ရှိတယ်အဲ on off switch ကို ဟောပေါ့ဖွင့်ပြီးတော့ခါကျတော့ခလုတ်ဖွင့်ပြီးတော့တုံးလို့ရပါဘောနော်ဒါ battery compartment okay okay ဒါ battery compartment တော့ A3 လုံး site triple A ၄လုံးထည့်ရမယ်နော် A3 လုံး site battery ၄လုံးထည့်ရမှာပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ဖုန်းနဲ့မ join မဲနဲ့လည်းတော့ power ရမှာပေါ့ပုံမှန်ဆိုတော့တော့ telephone နဲ့ join မှာတော့သူက power ရမှာ哦ဒါဒီထဲမှာ battery ထည့်လိုက်ရင်တော့ဒါ telephone နဲ့မ join မဲနဲ့လည်းသူက power ရမယ်နော်အဲပြီးတော့ဒါမှတစ်ခုရှိတာဒီရဲ့ တယ်လီဖုန်းနဲ့ဆက်တဲ့ USB ပေါက်မှာခုနေ power bank တစ်ခုဆက်လိုက်လို့ရှိရှင်နဲ့တော့ဒီထဲ battery ထည့်စရာမလိုဘဲနဲ့ဒီကောင်က power ပေးလို့ရတာပေါ့နော် power ပေးလို့ရတယ်အဲ့တော့ဟိုဒီ battery ထည့်ရတော့ battery ကတော့၄နိုင်လောက်ပဲခံတယ်အဲ့တော့ power bank နဲ့ဆိုတော့ဒါပိုအဆင်ပြေရပေါ့ဒါပေမဲ့ခုနေဗီဒီယိုရိုက်တယ်ဆိုလို့ရှိရင်တော့သူကဟိုခုနပြောသလိုပဲပေါ့နော်ဒီသူကတယ်လီဖုန်းက power ကိုသူကယူသုံးလို့ရတယ်တော့ကြောင့် battery ထည့်စရာမလိုဘူးပေါ့နော်အဲ့တော့ဒီကောင်ကတော့ခုနလိုမျိုးဟိုတယ်လီဖုန်းနဲ့ join ဖို့အတွက် တယ်လီဖုန်းနဲ့တက်ဘလက်တို့နဲ့ဂျိုင်းတို့အတွက်ပေါ့ပေါ့နော်ဟို USB ပေါ့ပေါ့ဒါကတော့ခုနလိုဘက်ထရီသုံးတယ်ဆိုဘက်ထရီအတွက် on off switch okay အဲ့မှာတစ်ခုပြောစရာရှိတာပါလဲဆိုတော့ဒီကောင်အခုနေကို phantom power သုံးမယ်ပေါ့ phantom power ဆိုတော့ condenser mic studio mic တွေပေါ့ဗျာ studio mic တွေဒီမှာဆက်ပြီးတော့ condenser mic ကို 48V ပေးရတဲ့ mic တစ်ခုကိုကိုသုံးမယ်ဆိုလို့ရှိရင်ဒီကောင် 48V ကို on ရမယ် on တဲ့ခါမှာကြာလို့ရှိရင်တော့သူက iOS device တွေဖြစ်နေမယ်ဆိုရင်ပေါ့နော် iOS device တွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့သူက battery tech ကိုထည့်ရတယ်။ဘာဖြစ်လဲဆိုတော့သူက iOS device တွေကသူကဒီကောင်48ကိုဒီရဲ့ ဖုန်းတို့တက်ဘလက်တို့ကနေတော့ယူသုံးတော့တော့ကန့်တတ်ထားတာပေါ့နော်အဲ့ဒီကောင် online ရင်တော့ battery ကိုဒီ iOS device ကတော့လက်မခံတော့ဖြတ်ချလိုက်တာဖြတ်ချလိုက်တဲ့ခါကျ power မရတော့ဖြစ်သွားတာပေါ့အဲအဲ့အတွက်ကြောင့်မလို့သူကဒီ phantom power သုံးမယ်ဆိုရင် iOS device တွေမှာပြောတာနော် iOS device တွေမှာ phantom power သုံးမယ်ဆိုရင်တော့ battery ထည့်ဖို့လိုတယ်ဒါပေမဲ့ခုနေမှာကွာ iOS device မဟုတ် android device နဲ့သုံးမှာဆိုရင်တော့ android device ကတော့အဲ့လို limit လောက်ထားတယ်လို့ကျွန်တော်မလောက်ထားဘူးလို့ ိရတာပေါ့နော်အဲ Android device ဆိုရွှေရှင်တော့ तू ကဒီကောင်ကို battery မထည့်ပဲလေ defendant power ကိုတုံးလို့ရတာပေါ့နော် okay เนาะအဲ့ဒါဆိုရင်ဒါချက်ဒီကောင်လေးကို join တာဘလို့ join နေဆိုတဲ့ချက်ပြဒီကောင်ကဆောင်းတော့ဒီမှာဒီရဲ့ USB ပေါ့နော် USB ဒီအောက်ကနေပြီးတော့ဒီရဲ့ဟိုအိုဒီရဲ့ဟိုတွေထည့်လိုက်မယ် iPad ထည့်ထည့်မယ်ထည့်ပြီးလို့ရှိရင် तू က ကင်မရာမှာ software ပေါ့နော်ဖွင့်လိုက်ပြီဆိုရင်ဒီမှာ power တက်သွားပြီမြင်ရတာတော့မသိဘူးเนาะဒီမှာ power media စိမ့်သွားပြီအဲအဲ့ဒါဆိုရင်ကခုနကလိုပေါ့အဲဒီလိုမျိုးကရိုက်မှာပေါ့ကိုဗီဒီယိုရိုက်မယ် live လွှင့်မယ်ဒါမှမဟုတ် cover တခြင်းနေဆိုမလားကိုယ့်ရဲ့အုံကျွန်းနေပဲဆိုမလားဗီဒီယိုရိုက်ပြနေဟိုဂီတာတီးမယ်ဒီထဲမှာ reject box မှာ marketer ဗျာဟိုမှာ mic ပေါ့နော် marketer ပေါ့မှာ bass ပေါ့အဲငွေချင်းနေစုပြီးတော့တီးကြမယ်ပြီးရင်တခါတည်းဗီဒီယိုရိုက်မယ်ဒီရဲ့ ဟိုဗီဒီယိုတဲ့ကိုဒီ mixer တန်းခါရဲဝင်တော့ပေါ့အဲ့ဒီအချိန်မှာကိုကဒီက monitor ကနေပြီးတော့ခါကြတော့နှစ်ချက်နဲ့နားထောင်ပြီးတော့ကိုကကိုတန်းအောင်ဒီမှာလို့တို့ဒီမှာဒီ knob တွေပေါ့နော်အဲဒီမှာဒါဆိုလို့ရှိရင်ဒီရဲ့ knob ကဒီရဲ့ဟိုအတွက် combo jack အတွက် mic အတွက်ပေါ့ဒါကတော့ guitar အတွက်ဒီ mic ကဒါကတော့ master volume ပေါ့ master volume နော်ဒီကောင်က master volume ပြီးတော့ရှိရင် ကောင်း master volume ဒီကောင်ကတော့ခုနလို PNO ကြီးရဲ့ stereo input အတွက် volume ပေါ့ဒါကတော့ plug in mic ဒီဒီ mic အသေးလေးအတွက် volume အဲဒါလေးကိုက mix လုပ်မှာပေါ့ဒီရဲ့ monitor ကနေမှကိုနှစ်ချက်နဲ့နားထောင်ပြီး mix လုပ်မယ်ဒီကနေပြီးတော့တဆင့်သွားတဲ့ကောင်ကဒီ camera မှာဒီရိုက်နေရပါတော့ video ရိုက်နေတဲ့ကောင်မှာ ကိုဒီကအတောင် monitor လုပ်ပြီးတဲ့ခါကျတော့ကိုကမြည်ပြီးတဲ့ခါကျတော့ကိုကအဲရိုက်လို့ရတာပေါ့နော်အဲအဲ့တော့ဟိုအတောင်ဟို quality ကောင်းတဲ့အတောင်ကိုရတာပေါ့နော် โอเค โอเคဟိုဒီမှာတစ်ခုပြောဖို့ကျင်တာပေါ့เนาะဒီရဲ့ plugin mic အကြောင်းပေါ့เนาะဒီ plugin mic ကကြတော့ဆောင်းနာပြောသူပေါ့သူကပြောတော့ပြောပြီးွားနေတယ်သူကသူကတယ်လီဖုန်းနှစ်ချက်က mic တွေကိုသူကအသုံးပြုလို့ရတယ်ဒါပေမဲ့လို့တစ်ခုရှိရသူတယ်လီဖုန်းနှစ်ချက်တည်းအကြောင်းတော့သူကသူရဲ့ check ကသူက TRRS ဖြစ်တာပေါ့เนาะ TRS ဖြစ်တဲ့ခါကျတော့သူကဒီကောင်ကသူက TRS ကိုပဲသူကလက်ခံတာ TRS ကိုလက်မခံဘူးအဲဒီခါကျတော့ဂျာမအက်ဒက်ပတာတစ်ခုခံရဆိုတော့ဘယ်လိုမျိုးအက်ဒက်ပတာလေးလဲဆိုတော့ချက်ပြချင်တာပေါ့နော် ်အဲဒါဒါမျိုး adapter လေးဒီကောင်ဆိုလို့ရှိရင်သူက TRS နော် TRS ဖြစ်တယ်သူက DRS ကိုမှတစ်ဖက်ကအဲနှစ်ချက်အတွက်တစ်ဖက်ကကြတော့သူက mic အတွက်အဲအဲ့လိုမျိုးဟာသူက mic အတွက်ဟာကိုကဒီမှာထိုးမယ်နော်ပြီးရခါကျဒီမှာမှဒီရဲ့သူ့ရဲ့အမဘက်မှာမှာ သူကဒီ telephone network ကိုထိုးမယ်ဆိုရှင်အဲ့ဒါဆိုရှင်သူက telephone network က mic ကိုဒီမှာအသုံးပြုရတာပေါ့နော်သူက telephone network ကကြတော့ဆောလာပြောလို့သူက DRRS ဖြစ်နေတဲ့ကြောင့်ဓာတ်ရိုက်ထိုးပြီးအသုံးပြုလို့မရဘူးဒါမျိုးသူက adapter ခံပါရတယ်အဲတချို့ကြတော့သူကအဲ့လိုမျိုး telephone network မဟုတ်ဘဲနဲ့ YouTube mic only လာတာရှိတယ်လေ plug in mic only ပေါ့အဲ့လိုမျိုးဟာဆိုတော့ဒီမှာဓာတ်ရိုက်ထိုးပြီးသုံးရတာပေါ့နော် okay ဆိုတော့ဒီလောက်ပါပဲเนาะဒီဟာလေးကတော့ဒါတူချုံလေးပေါ့အတူချုံအောင်တော်တော်ရှိပါပြီနဲ့တူရနော် โอเคဒါဆိုရင်ဆောင်းနာကတော့ကျွန်တော်ဒီကောင်လေးအကြောင်းကိုရှင်းပြပြီးသွားပြီပေါ့နော်ဒီကောင်လေးမှာပါတဲ့ function ဘယ်လိုတွေအသုံးပြုရလဲဆိုတော့ကျွန်တော်ရှင်းပြပြီးပါပြီအဲ့တော့ဆက်ပြီးတော့ကျွန်တော်ဒီရဲ့ကောင်လေးကိုအသုံးပြုပြီးတော့ကျွန်တော်အတန်ဖန်းထားတဲ့ဟာလေးတွေရှိပါတယ်ကျွန်တော်ဒီကောင်ဝယ်ထားတာတော့2018ခန်းကဒါပေမဲ့ကျွန်တော်10ကလောက်ပဲကျွန်တော်တချင်း10ဘုတ်လောက်ပဲကျွန်တော်သွင်းမှုသေးတယ်ဒီကောင်လေးနဲ့အဲ10ဘုတ်ထဲမှာတချို့အပုတ်ပေါ့နော်တချို့အပုတ်ကလေးတွေတပုတ်နှစ်ပုတ်လောက်ကိုကျွန်တော်နည်းနည်းပေါ့အမြည်တော့လေးနည်းနည်းနားထောင်ကြည့်လို့ရအောင်လို့နောက်မှကျွန်တော် ထည့်ထားပေးပါမယ်ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်အတန်ဖန်တဲ့အချိန်တော့ကတော့ကျွန်တော်တို့ကတကယ်ကြီးတေချာကြီးဖန်တာမဟုတ်ဘူးငွေချင်းတဲ့လူပဲစုတည်ရင်းနဲ့အပြင်းပြင်းစမ်းပြီးဖန်ထားတော့ဆိုတေချာကြီးတော့ဟိုချိန်ညှိထားတော့မဟုတ်ဘူးเนาะဒါပေမဲ့လည်းဒီအတန်ရဲ့အရေးသေးလို့တော့ဘာပဲပြောခံမှန်းကြည့်လို့ရမှာပေါ့เนาะဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒီ video clip လေးတွေပေါ့နော်ကျွန်တော်တချင်းတိထ video clip လေးတွေဒီနောက်မှာထည့်ပေးပါမယ်ပြန်လာခဲ့ပါမယ် ခွန်အပြင်းနဲ့ရှောက်တဲ့လမ်းများတောင်းပေါ်တဲ့နေစီဒီလိုရီမန်ဂျန်နဲ့ယေဆန်ယေဆန်သူမကေတော်တဲ့အိမ်မညာလဲညောလင်းချက်တွေပြေးအမောင်မြတ်တို့ပြန်ယေဆန် chasing. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn တဲ့အတွင်းတို့ဝေကချာတိတ်ကလေးရဲ့မင်းကိုကိုနေဆက်လို့နဲ့ကွယ်ချာတဲ့မင်းပြောစကားတကြားသေးလေလို့ချိုရဲ့နူညာနဲ့နှလုံးသားထဝဲချာတိတ်ကလေးရဲ့မင်းကိုဖို့ဆုံးလို့နဲ့ 茶太个嘞，但有滋味。杯中咖啡美丽，口口香香飘逸。那老大妈手里咖啡杯。a 太，再上来问老大爷拉走。阿龙阿外人家没茶太个嘞耶。 င်းလေးကိုစိတ်မချဘူးလေခွဲအောချာတဲ့ကြာသကားများတော့ရှံမှုတွေပဲတော့ပင်လာတဲ့နေ့ပင်များမှာချာတဲ့ကလေးရဲ့